မင်္ဂလာပါခင်ဗျာ2025ခုနှစ်စွန်လဒုတိယဆေးရပတ်အတွက်မိုးလေဝသနဲ့ဇလဗေဒခံမှန်းချက်များကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာဘင်္ဂလားပင်လယ်အခြေအနေခံမှန်းချက်များအနေနဲ့ကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေဖိအားနဲ့ရောင်ဝန်တစ်ကြိမ်ဖြစ်ပေါ်နေပါတယ်အနောက်တောင်ဘက်တုံးလေးဟာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာအကောက်နိုင်ပါတယ်မိုးရွာသွန်းမှုအခြေအနေခံမှန်းချက်များအနေနဲ့ကတော့ မကွေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရော်ပြည်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကယင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြက်ထပ်ပုံနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့ရွာသွန်းမြက်ခန့်မိုးတက်ချုံရွာနေပါတယ်။မိုးရရက်များအနေနဲ့ကလည်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာ၄ရက်မှ၆ရက်ခန့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့ 9ရက်မှ9ရက်ခန့်မုတ်တချုံရွာနေပါတယ်။မြေရဲ့ချင်းတွေခံမှန်းချက်များအနေနဲ့ကတော့2025ခုနှစ်ဇွန်လဒုတိယဆယ်ပတ်အတွင်းအေယော်ရီမြေဟာမြကြီးနားမြို့ဘုံဘုံမြို့နယ်ရွှေကူမြို့တို့မှာနှစ်ပေမှ၄ပေခန့်လက်ရှိရေမှန်များထက်မြင့်တက်လာနိုင်ပြီးကတားမြို့နယ်တပေချင်းမြို့တို့မှာ၄ပေမှ၆ပေခန့်မန္တလေးမြို့၊စကမ်းမြို့၊မြင်းမှုမြို့၊ပခောက်ကူမြို့၊ညောင်ဦးမြို့၊ချောက်မြို့၊မင်းဘူးမြို့၊မကွေးမြို့၊အောင်လံမြို့၊ပြည်မြို့၊စိတ်သာမြို့ ဟင်္ဒရာမြို့နယ်ဇလုံမြို့တို့မှာခုနှစ်ပေမှ၉ပေခန့်လက်ရှိရေမှန်များအောက်ကျဆင်းလာနေပါတယ်။ချင်းနှင်းမြေရခန်းနီးမြို့နယ်ဟောမလင်းမြို့တို့မှာနှစ်ပေမှ၄ပေခန့်လက်ရှိရေမှန်များအထက်မြင့်တက်လာနိုင်ပြီးဖောင်းပြင်းမြို့နယ်မော်လန်းမြို့တို့မှာ၃ပေမှ၅ပေခန့်ကလေးဝမြို့မင်းကြီးမြို့ကနေမြို့နယ်မုံရွာမြို့တို့မှာ၆ပေမှ၉ပေခန့်လက်ရှိရေမှန်များအောက်ကျဆင်းလာနေပါတယ်။ဒေါက်တာဝရီမြေရတေဘောင်းမြို့နယ်ရွှေဆိုင်ရံတို့မှာပေဝတ်မှ၃ပေခန့်စတောင်းမြေရတောင်ကုန်မြို့မှာ၃ပေခန့်နဲ့ မတ်တောက်မြို့မှာတပေခန့်ရွှေကျင်မြို့ဟာရွှေကျင်မြို့မှာတပေခွဲခန့်ပဲခူးမြို့ဟာဇောင်းတူမြို့နဲ့ပဲခူးမြို့တို့မှာနှစ်ပေမှ သုံးပေခန့်တန်လွင်မြို့ဟာဖအံမြို့မှာသုံးပေခန့်တောင်ရင်မြို့ဟာမြောက်ရီမြို့မှာ၅ပေခန့်ငဝုံမြို့ဟာတာပေါင်းမြို့နဲ့ပသိမ်မြို့တို့မှာနှစ်ပေခန့်စီဘေးလင်းမြို့ဟာဘေးလင်းမြို့မှာသုံးပေခန့်လက်ရှိရေမှန်များအထက်မြင့်တက်လာနိုင်ပြီးမြေတာမြို့ဟာကလေးမြို့မှာနှစ်ပေခန့်ဒေါထဝရီမြို့ဟာမြင့်ငယ်မြို့မှာ၅ပေခန့် မော်မြေဟာမတန်းချောင်းမြို့မှာ9ပေကန့်နဲ့တိုးမြေဟာမိုးပင်မြို့မှာ2ပေကန့်လက်ရှိရေမှန်များအောင်ကြာဆက်လာနေပါတယ်။